ဆိုင်းမင်းသမီးဘွားကနေမေ့စနီဘတ်စ်အလာမဲ့ဖြစ်လာသူခင်ရတနာဆိုပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တညကို340ရတဲ့ဆိုင်းမင်းသမီးဘွားကနေနိုင်ငံကိုစားပြုအလာမဲ့ဖြစ်ဖို့စ조사နေသူကတော့ခင်ရတနာဆိုပါ။အခုဆိုရင်တော့ဆိုင်းမင်းသမီးခင်ရတနာဆိုကမြန်မာနိုင်ငံကိုစားပြုမေ့စနီဘတ်စ်2025အဖြစ်နဲ့မြန်မာကုံကိုစောင့်ဖို့အတွက်မေ့စနီဘတ်စ်ဘကုအစုကိုရရှိပြီးတော့နောက်တစ်ဆင့်တက်လန်းသွားပြီဖြစ်ပါတယ်။ ခရီးရနာစိုးစရာကတော့မြန်မာနိုင်ငံအလဲပိုင်းကမြို့တွေအတွင်းအလူပွဲဖျားပွဲတွေမှာမပါမဖြစ်ငားရတဲ့ဆိုင်းမင်းသမီးလေးဖြစ်ပါတယ်။ခရီးရနာစိုးကဆိုင်းမင်းသမီးအဖြစ်မြမရိုးရာဆိုင်းဝိုင်းကိုတီးခတ်နိုင်အောင်သားမကတချင်းစိုးလည်းကောင်းပါတယ်။ခရီးရနာစိုးကမြမအိမ်တော်နဲ့ device မြန်မာစတဲ့တချင်းစိုးပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးပြီးတော့ရုပ်ရှင်ဇဝင်တီးနဲ့တခြားသောတီးတချင်းကောင်းများစွာကိုတီးဆိုနိုင်ခဲ့ပါတယ်။ အထူးသဖြင့်ခင်ရနာဆိုးကမြမအတန်တချင်းကြီးကနေခေပေါ်ဒိတ်တချင်းများစွာကိုလည်းတီးဆိုနိုင်တဲ့သူပါဒါအပြင်ခေရနာဆိုးကဆိုင်းဝိုင်းနဲ့အငိမ့်လေကနိုင်သူဖြစ်ပါတယ်။ဒီလိုမျိုးဆွေဆောင်ရအနုပညာရှင်တဦးဖြစ်တဲ့ခေရနာဆိုးဟာအခုခါမှာတော့အလှမဲ့လောကကိုခြေဆန့်လာပြီဖြစ်ပါတယ်။ခေရနာဆိုးကအစောပိုင်းမှာကတည်းကအလှမဲ့တယောက်မှရှိသင့်ရှိထိုက်တဲ့အရေးချင်းတွေနဲ့ပြည့်စုံအောင်လေ့ကျင့်လို့နေခဲ့ရဖြစ်ပါတယ်။ အဓိကအပြင်တော့ cut wall ဘိုင်းကိုခရူးတဆိုင်ပြင်ဆင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ခင်ရနနာဆိုးကအလားမဲ့ပြိုင်ပွဲအတွက်လိုအပ်တာတွေကိုထပ်မံပြင်ဆင်ရင်းနဲ့ Miss Universe ဘကိုးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ရဖြစ်ပါတယ်။အခုအခါမှာတော့ခင်ရနနာဆိုးတယောက် Miss Universe ဘကိုးတရဖူစုကိုရရှိသွားပါပြီ။ဒါကြောင့်အခုဆိုရင်ခင်ရနနာဆိုးက Miss Universe မြန်မာ2025ပြိုင်ပွဲ Main Stage ကိုတက်လှမ်းခွင့်ရသွားပါတယ်။ တချို့သောပြည်သက်တွေကတော့ခရီးရနာဆိုးနေနဲ့အလားမဲ့ရုပ်ရည်ခန္ဓာကိုယ်အချိုးအစားမရှိအောင်မြမကုံဆောင်အလားမဲ့မဖြစ်နိုင်ဘူးလို့ပြုံမာပါလို့ပြောတဲ့သူတွေကလည်းရှိပါတယ်။ အထူးသဖြင့်တော့ခရီးရနာဆိုးရဲ့ခန္ဓာကိုယ်ကအလှမဲ့တယောက်နဲ့ဘလို့မှမတူနိုင်ဘူးဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်။ဒါ့အပြင်နောက်ထပ်ခရီးရနာဆိုးကိုလူတွေဝေဖန်ကြတဲ့အချက်ကတခုလည်းဖြစ်နေရဆိုတဲ့အချက်ပါခင်ရနာဆိုးဆိုတာကလွန်ခဲ့တဲ့နှစ်တွေမှာအိမ်ထောင်ကျပူးတဲ့သူပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့ခင်ရနာဆိုးကခင်မုန်းတဲ့နယ်ကွာရှင်းပြီးတော့တယောက်တည်းတောက်ပနေပါရယ်။အခုကမှမေးစနီဘတ်ပြန်ပွဲကိုခင်ရနာဆိုးတယောက်ဝင်ရောက်ရှင်ပြိုင်တော့အပြုံမဟုတ်ပဲတခုလက်ကရှင်ပြိုင်နေရလို့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကလည်းရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လ ဲ့မင်းစနီပါစီမင်းအရာအသက်ရွယ်ကန့်သက်ချက်မရှိပဲအခုလက်ရှိအချိန်မှာအိမ်ထောင်မရှိတဲ့တခုလက်တွေလည်းဝင်ရောက်ရှင်ပြန်ခွင့်ပေးထားတာကြောင့်ခရီးရနာဆိုးတယောက်ဝင်ရောက်ရှင်ပြန်ခွင့်ရထားပါတယ်။တချို့သောပြည်သက်တွေကလည်းခရီးရနာဆိုးဟာလိုင်းကြောင်နေရလို့ဝေဖန်နေကြတာတွေလည်းရှိပါတယ်။ခရီးရနာဆိုးကအဆိုတော်ဆိုင်းမင်းသမီး games တွင်မှစသဖြင့်မျိုးစုံလောက်ကိုင်းနေပါတယ်။အခုအလှမဲ့လောကကိုခရီးရနာဆိုးတယောက်ကူးပြောင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ခရီးရနာဆိုးကတော့သူမအနေနဲ့အတွေ့အကြုံရအောင်ရှင်းပြနေတာဖြစ်တယ်လို့ဆိုပြီးနိုင်သည်ရှုံးသည်ပရက်ရှာမရှိဘူးလို့ပြောခဲ့ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတညကို340ရတဲ့ဆိုင်းမင်းသမီးဘဝကနေမင်းစနီဘတ်အလှမယ်ဖြစ်ဖို့အတွက်ကြိုးပမ်းနေတဲ့ခရီးရနာဆိုးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်